အားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြခြင်းတဲ့အကြောင်းအရာတော့ဘောနော်ဒီဗီဒီယိုဘောနော်ဒီတချင်းထွက်လာတဲ့ဗီဒီယိုကိုပြောပြခြင်းတာပါ။တရားသုံးတရားဘူးသုံးပုတ်ထပ်ပေါ့နော်ပို့ပြီးဆိုးရလို့ပဲမြင်နေဘာမှလည်းအနှစ်သာရမရှိဘူးဘာ message မှလည်းပေးစရာမရှိဘူးပေါ့နော်ပြီးွားလို့ရှိရင်နောက်တစ်ခုကမြန်မာရဲ့မြန်မာရွေးရပေါ့နော်ဘုံကြီးနဲ့အဲ့လိုမျိုးကြီးပေါ့နော်ဟို

ဲ့ဘုံတလုံးနဲ့ပဲလို့ပြောတာအဲ့ဒါတချင်းလို့ခေါ်လို့ရရလားပေါ့နော်ဦးကြီးကရန်ကုန်မိုက်ကဲဦးကြီးကရန်ကုန်မိုက်ကဲရှေ့ကကြည့်လဲမိုက်ကဲနောက်ကကြည့်လဲခိုက်ကဲဘီကကြည့်လဲအားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြချင်တဲ့အကြောင်းအရာတော့ဘောနော်ဒီဗီဒီယိုဘောနော်ဒီတချင်းထွက်လာတဲ့ဗီဒီယိုကိုပြောပြချင်တာပါ တရားသုံးတရားဘူးသုံးပုံထက်ပေါ့နော်ပို့ပြီးစိုးတယ်လို့ပဲမြင်တယ်။ဘာမှလည်းအနှစ်သာရမရှိဘူး။ဘာ message မှလည်းပေးကြမရှိဘူးပေါ့နော်။ပြီးသွားလို့ရှိရင်နောက်တစ်ခုကမြန်မာရဲ့မြန်မာရွေးရပေါ့နော်။ဘုံကြီးနဲ့အဲ့လိုမျိုးကြီးပေါ့နော်ဟိုကနေရတော့အကုန်လုံး social media မှာလည်းလူတွေတော်တော်ဝေဖန်နေကြတယ်ပေါ့နော်။ဒီဘုံနဲ့ရဘာမှမအဆက်ဘူးပေါ့။ ပြောရလို့ရှိရင်မြန်မာအမှုပညာကိုလည်းပို့ပြီးတော့စော်ကားရောက်တယ်ဆိုပြီးတော့ဝေဖန်နေကြပါတယ်အခုတချင်းလေးကိုတစ်ချက်လေးအတန်ဖွင့်ပြမယ်ပေါ့နော်တစ်ချက်နားထောင်ကြည့်အောင်နော် TV TV name TV TV name ပတိဘူးရဲ့တီတော့တူကြည့်ပတိဘူးရဲ့တီတော့တူကြည့်အိမ်မှာနားထောင်ကြည့်ပေါ့နော်ဘာအနှစ်သာရရှိလဲကို့အတွက်ဘာရင်း message ရလဲပေါ့နော် ဘာတွေကိုပညာပေးခြင်းနဲ့ဘာမှအနှစ်သာရဖြစ်ဘူးဥမာအချစ်အလွမ်းအဆွေဘာမှဘာမှအောင်မရှိတာပေါ့နော်ပေါ့ရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ပြီးတော့အခုကမှက online ဆယ်လီဆိုလို့ရောနာမည်ကြီးခြင်းနဲ့ပုံမှာပဲပေါ့နော်လူတွေကတာယာနေကြရလေပြီးွားလို့ရှိရင်တကယ်တကယ်ဟိုတဲလန့်ရှိရဲ့လူလည်းမဟုတ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်လည်းဒီ ကုန်လုံးကဘယ်လိုမျိုးဝေဖန်နေကြလဲဆိုလို့ရှိရင်ဒီမြမယူရဘုံနဲ့ပေါ့နော်ဘာမှမအပ်ဆက်ဘူးပြီးွားလို့ရှိရင်လည်းဘာမှအနှစ်သာရမရှိဘူးပေါ့နော်တရားဘုံသုံးပုတ်ထဆိုရဲဆိုပြီးတော့ကုန်လုံးကဝေဖန်နေကြတယ်ကျမလည်းအလိုပဲမြင်နေပေါ့နော်ပရောတန်ယုံတော့ဒီလိုမျိုးတွေပြောလို့တော့မရှိပါဘူးဒါပေမဲ့ဒီဟာကြီးကမြင်ရတဲ့ဗီဒီယိုကတော်တော်ကြီးကိုအဆင်မပြေလို့ပေါ့နော်ကျမဟဲဒီ lifestyle ရဲ့ပရိသတ်တွေကိုလည်းလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်ဆိုတော့နားတော်ကြည့်ရင်လည်းသိမယ်လို့တော့ထင်တယ်ပေါ့နော် ဟိုဒီလိုမျိုးတခြင်းတွေကိုအပြင်းတက်လာမပေးတင်လားဆိုတာလေ